ကျမတို့ကဝန်နာကန်တာမဟုတ်ဘူးဖြစ်နာစနစ်နာနာနေတာတက်လက်ပြီးတော့မှဗျာဆရာမလာမင်းညိုအင်းလေးကိုဖိတ်ခေါ်ကြပါတယ်ကျမရေးဒီနေ့ကျမမြင်တွေ့ခဲ့မြင်တွေ့ရတဲ့လိလမတားထားရတဲ့သာပေအတွေ့အကြုံတွေဘုသူရအတွေ့အကြုံတွေဘဝအတွေ့အကြုံတွေကိုနဲ့ပေါင်းစပ်ပြီးတော့ဒီဒေါ်လာရေးအခြေအနေတွေကိုသွင်းသွင်းတင်ပြပေးဖို့ကျမကိုဖိတ်ခေါ်ပါတယ်ဗျဒီစီစဉ်မှာကျမပြောပြမှာကတော့ဒီနေ့ကျမတို့ကြုံတွေ့နေရတဲ့ဘာသာ ဆွဲအယူဆွဲလွဲမှားမှုတွေနဲ့ဝဏ္ဏကဏ္ဍလို့သတ်မှတ်နေတဲ့လူတို့ကိုဥတည်ပြီးတော့မှဒါဒီမှာပြောပြချင်တာလေးဖြစ်ပါတယ်ဝဏ္ဏကဏ္ဍမဟုတ်ဘူးခင်နာစနစ်နာနာနေတာဖြစ်ကိုကမျက်ရည်အစားနှလုံးသွေးကိုငိုကြွေးစေတာစနစ်ကိုကအမှန်တရားကိုသိစေတာဖြစ်ဆိုစနစ်ဆိုးတွေကို အာနာရှင်တွေက လုံနေတာအာနာရှင်အမြင့်ပြတ်မှခစ်ပြက်ကြီးထဲကလွတ်မြောက်နိုင်မှာဆိုတော့ဝိနာကန္နာဆိုတဲ့ကြံရလေးကိုကျမရေးခွဲခဲ့တာ誒ဒီကြံရကိုဘာလို့ရေးခွဲရသလဲဆိုတော့ဒါကျမတို့ဖောက်ပို့လုပ်ငန်းစဉ်မှာပေါ့ကျမအပူခံရတယ်ကျမနဲ့စကားပြောဖြစ်တဲ့မိတ်ဆွေတော်တော်များများကအော်ငါတို့ဝတ်ကြွေးတယ်ဘယ်ခါမှကုံနိုင်မလဲငါတို့ကောင်းတာလုပ်နေပါရဲ့နဲ့ မကောင်းတာဖြစ်နေတာဘာကြောင့်မို့လဲသူကဒီလိုမျိုးအတိတ်ဘဝကဘာတွေလောက်ခဲ့လို့လဲဒီဘဝမှာငါတို့ဒီလိုခံနေရတာဘာကြောင့်လဲသူကအများတန်းပြောတယ်ဒီအချိန်မှာကျမကကျမတို့ကဝဏ္ဏကန္နာမဟုတ်ဘူးဖြစ်နာစနစ်နာနာနေတာဝဏ္ဏကန္နာဆိုရင်မမြင်ရတဲ့အတိတ်ဘဝကိုလည်းပြန်ပြီးမတွေးပါနဲ့မမြင်နိုင်နေတဲ့ပြန်ပြီးမတွေးပါနဲ့မမြင်နိုင်နေတဲ့သစ္ဆုတ်ပံ ဟိုအနာကဘဝအောင်လည်းမပေးပါနဲ့အခုလက်ရှိနှစ်ဆုပ်ပံတကြွယ်ပဲကြည်ပါလားဟိုကျမကသူတို့ပြောတဲ့အခါမှာသူတို့ကဟိုအယူလွဲနေတယ်ဘာသာဆွဲနေတယ်အမားတွေကြားထဲမှာပေါ့နော်အာနာချင်းကိုတွန်းလှန်ရမယ်သူတို့ကမသိဘူးမသိဘဲနဲ့ဘယ်လိုမျိုးပြောမလဲဆိုတော့သူတို့ဖြစ်နေတာတရားဘွတ်ကြောင့်ကန့်ကြွေးကြောင့်သူတို့ဒီလိုမျိုးပဲပြောနေတယ်လူဆိုလည်းမလူဘူးလူဆိုလည်းမကူဘူးဟိုပြောမယ်ဆိုရင်အချောင်နေအချောင်စားတော်လိုင်းရင်းမှလည်းမပါဘူး မတို့ဒီမိုကရေစီနိုင်ငံတော်တစ်ကိုတည်ဆောက်လို့အောင်မြင်သွားပြီတော်လန်ရေးအောင်သွားပြီဟဲ့ဆိုရင်ဒါသူတို့ကအချောင်းနေအချောင်းစားခဲ့တယ်လို့ပဲအချောင်းနေအချောင်းစားသူကအသာစီးပြန်ယူတဲ့အနေအထားမျိုးမှာကျမအများကြီးတွေ့ရတယ်ပေါ့နော်အဲ့ဒါကျမသူတို့ပြောတာကောင်းပြီနင်တို့ဝတ်ကြွေးကန်တွေးဆိုလို့ရှိရင်လက်ရှိပြစ္ဆုတ်ပံကိုတည်တည်ချုမယ်ဆိုလို့ရှိရင်ဗုဒ္ဓဟောထားတဲ့လမ်းစဉ်အတိုင်းပြစ္ဆုတ်ပံကိုပဲတည်တည်ချုမယ်ဆိုရင်နင်တို့ဘဒုအိမ်ကိုမြန်နင်တို့ပြည်သူချင်းချင်းဘဒုအိမ်ကိုနင်တို့မိချိုးဖြတ်စီးသည်လဲ ။နောက်နင်တို့ပထုကုန်မြန်ညှင်းပန်းနှိပ်ဆက်တက်ဖြတ်ပြီးတဲ့လေ။နင်တို့ပထုကုန်မှာမလုပ်ပဲနဲ့ဘာဖြစ်လို့အခုနင်တို့တွေဒီလိုခံနေရတဲ့လဲ။ဒါဒီနင်တို့ဘာမှမလုပ်ပဲနဲ့ခံရတာဝစ်ဒရီးမဟုတ်ဘူး။ခစ်ဒရီးစနစ်ဒရီးဒီလိုပြောပြပေးတယ်ဗောနော်။တချို့ကကြတော့ဒါလက်ခံတယ်။တချို့ကကြတော့လက်မခံဘူး။သူတို့လက်မခံရတဲ့အကြောင်းအရင်းရကြတော့ရတဲ့အကြောင်းအရင်းရကြတော့ဘာရာရေးခြင်းနေဘာရာရေးခြင်းနေ ဟိုဂျင်းတရားတွေပဲဟောနေတဲ့တန်ဃာတော်တွေရဲ့တရားတော်တွေကိုနာကြတာများတဲ့အတွက်ဒီမှာတော့ဓမ္မအမှန်တရားကိုဟောကြားနေတဲ့ဆရာတော်အရှင်သူမြတ်တို့ရဲ့ဓမ္မစစ်စစ်တရားစစ်စစ်တွေနာကြားပါလို့ဒီမှာသူတို့ဒီမှာပြန်ပြီးတော့တိုက်တွန်းပေးရပါတော့။ဒါကျွန်မမြင်ရသလောက်တွေ့ရသလောက်လေးကိုဒါသူတို့ပြန်ပြီးတော့မျှဝေပြီးကြပါဘို့။ဒါသူတို့ပြန်ပြီးတော့မျှဝေပြီးကြပါဘို့။ ခစ်ကွာမျက်ရည်အစာနှလုံးသွေးကိုငိုကြွေးစီတာလို့ကျမကသူ့ကိုပြောတဲ့အခါကျဒါကျမကတော့ကိုရေးခဲ့တဲ့ကြံအတိုင်းပါနော်နင်တို့ငိုနေတာတွေကမျက်ရည်တွေမဟုတ်ဘူးနင်တို့နှလုံးသားထဲလာတဲ့သွေးတွေဒီဘဝမှာနင်တို့ကဟိုအတိတ်ဘဝတွေအနာဂတ်ဘဝတွေနင်တို့ယုံကြည်ခဲ့တယ်ဆိုရင်တော့မှ မင်းတို့ဒီဘဝမှာမတော်လှန်လို့မင်းတို့နောက်ဘဝရောက်နေနောက်ဘဝမှာဒီမှာစစ်ကြွန်ထက်ဖြစ်အောင်ပါပဲမင်းတို့အိနှိမ်ချက်ခံနေရအောင်ပါပဲလို့ဒါကျမတို့ဒါအရက်စကားအရာပေါ့နော်ဒီလိုပဲကျမတို့ပြောပြရတယ်ပေါ့အဲ့ခါကျတော့တို့ကဘယ်လိုမျိုးတချို့တွေကျတော့နည်းနည်းပါပြောင်းလဲလာတာရှိတာပေါ့ဒါဆိုရင်တော့ဟုတ်တယ်ပေါ့နော်ဟိုငါတို့လူမငါတို့လူမရမယ်ပေါ့ နင်တို့ဌာနမျိုးစေ့ချရတယ်ဆိုရင်ဌာနကိုနင်တို့နေရာတိုင်းမှာပြုနိုင်မယ်ဆိုရင်ငါတို့ကလည်းဓမ္မနဲ့ဖတ်တဲ့ဌာနလေးကိုပြုနိုင်ပါစေလို့ဒါကျမကတော့သူတို့သူတို့ပြောတာပေါ့ကိုကတော့ထောက်ဖို့တရားဖြစ်နေတဲ့အတွက်ကျမအလူခံနေရဖြစ်တဲ့အတွက်ကျမကိုလူမမဟုတ်ဘယ်အဖွဲအစည်းကိုမဆိုသူတို့ပြုနိုင်တယ်လူကိုလူရမယ်ဟိုကြောက်လို့မလူဘူးဆိုလို့ရှိရင်နင်တို့ရဲ့စီးစိတ်နေရကြောက်လို့မလူဘူးဆိုရင်လည်းငါတို့မလူနဲ့နင်တို့စိတ်ချအာနာရှင်ကတော့နင်တို့ဒါကလာပြီးရှူမှာပဲကျမကတော့အဲ့လိုပဲခက်ပြက်ပြက်ပဲသူတို့ပြောတယ်ပေါ့နော် တချို့ကတော့သေမှာကြောက်ကြသေးမယ်ဆိုလို့ရှင်လူတိုင်းကတော့သေရမှာပဲဒါပေမဲ့အမှန်တရားဖက်မှာရက်တည်ပြီးတော့နင်တို့သေပါနင်တို့အာရမတရားကတော့နင်တို့လာပြီးဆွဲခွန်မှာပဲနင်တို့အမှန်တရားဖက်မှာရက်တည်ပြီးတော့မှမသေဘူးဆိုရင်အာရမတရားနောက်ကိုနင်လက်သေရမှာပဲဒီမှာတော့ဒါဒီလိုထက်ကြမ်းကြမ်းစကလုံးမျိုးတွေပဲဒီမှာပြောတာပေါ့ဟိုတချို့တချို့နေရာဒီမှာဆိုလို့ရှင်ဟိုကကိုယ်ကပြားလေးတွေချွတ်ပြတယ်ပြီးတော့မှကိုယ်အမိခံတယ်သူတို့တစ်ဖက်လက်နဲ့ဒီမှာပြန်ပြီးတော့ပြောပြတယ်ပေါ့ဟို ဘာသာတရားဘာသာတရားလို့သူကခေါင်းစဉ်တက်ပြီးတော့မှဟိုဒီရဲ့အကုတ္တအလုတ်လို့သူကသတ်မှတ်နေတယ်ဒီဒီဒီကျမတို့အခုတော်လန်ရေးဒီဓမ္မတရားအတွက်တော်လန်နေတယ်ဆိုတာကိုသူတို့မသိဘဲနဲ့ဒါဒီအကုတ္တအလုတ်ဖြစ်နေတယ်နောက်ဘဝအတွက်ငါတို့ကဝိသရေမရှိတော့ဘူးဒီဘဝလက်ရှိအခုမိလောင်ပြင်ထဲမှာပြင်းနေရတဲ့လူတွေထဲမှာတောင်မှဝိနာကန္နာလို့မှတ်နေတဲ့လူတွေရှိနေပြီပေါ့ဒါတွေမြင်တွေ့ရတော့ကျမတို့ကစိတ်မကောင်းဘူးပေါ့နော် ကိုယ်တိုင်အနေနဲ့ပြောမယ်ဆိုရင်ကျမတို့ကတော့ဒါစာပေပိုင်းထရမှုလို့ကပြားလောက်စောင်းပါလောက်နဲ့ပဲဒါကျမတို့ကတော့နှိုးစော်ပြီးတိုက်တွန်းပေးနိုင်တာပေါ့ဒီစီစဉ်ကြည့်နေတဲ့လူတွေလည်းဟိုဆရာတော်အရှင်သူမြတ်များရဲ့ဓမ္မတရားစစ်စစ်တွေနာကြားပါတို့ထက်မှန်ဒီကနေတိုက်တွန်းပါတယ်ပေါ့နော်ဒီနေ့ဖြစ်နေတဲ့စစ်ပွဲတွေဟာဝန္တာကန်တာမဟုတ်ပဲနဲ့ခင်နာစနစ်နာနာနေတာပါဆိုတာကိုကျမကထက်မှန်ပြီးတော့မှပြောကြားပါတယ်ပေါ့ဒီနေ့ကနေ ပြီးတော့ဒီခစ်ဆိုးစနစ်ဆိုးတွေကဝကြွေးဆိုးတွေကြောင့်မဟုတ်ဘူးဒီခစ်ဆိုးစနစ်ဆိုးကိုဘသူတွေကလုံနေရလဲကိုကလည်းမလုံဘူးအာနာရှင်ကလုံနေတာကိုကတော့ဘယ်နိုင်ငံကိုသွားပြီးတော့ငါတို့နေရာရမှငါနိုင်ငံမှာလဲငါတို့ကနေရာရရမှဆိုရှင်တန်နေတဲ့ပြည်သူလူထုတွေကငဲပါတယ်အင်မတန်ကိုမှငဲပါတယ်အဲဒါကိုလုံးမကိုစားရဲဆိုတဲ့ပြည်သူတွေကလည်းနိုင်ငံရေးအမြင်ကိုမသိလို့သူတို့ပြောလာတယ် တချို့ကလည်းငါတို့ကဝစ်ကြွေးကန်ကြွေးတဲ့ကိုမပါနိုင်လို့ဒီတော်လိုင်းကြီးမှလှူလဲမလှူဘူးကုလဲမကုဘူးဆိုပြီးတော့အချောင်နေနေတဲ့ပြည်သူတွေလည်းရှိပါတယ်။ဒါကတော့အယူအဆပေါင်းစုံနဲ့အစွဲမျိုးစုံနဲ့ဒါသူ့ရှင်သန်နေတဲ့ဘဝလေးတွေမှာဓမ္မတရားအနေနဲ့ကိန်းအောင်ပါစေပေါ့နော်။ဗုဒ္ဓဟောခဲ့တဲ့ဟောခဲ့တဲ့အတိတ်ကိုလည်းမမျောနဲ့ပစ္စုပ္အနာဂတ်ကိုလည်းမမျောနဲ့ပစ္စုပ္ပန်တတဲ့ကိုရှုပါဆိုတဲ့တရားအတိုင်းပဲဒါကျွန်မထက်မှန်ပြီးတိုက်တွန်းပြီးတော့အခုလက်ရှိကျွန်မတို့လုပ်နေတဲ့ဓမ္မ တော်လန်ခြင်းအရမတရားကိုနိုင်ဖို့အတွက်ကျမတို့လုပ်နေတဲ့တော်လန်ခြင်းကို insight အားဆိုင်နဲ့တတ်နိုင်ကြမြပြုပေးပါလို့ဒီနေရာကနေကျမတိုက်တော်ပါတယ်အာနာခြင်းစနစ်တိုးတစ်ခုလုံးပြကြမှုကျမတို့ဒီလိုဝိစင်ရဲ့ဒုက္ခခံနေရတာကျမတို့ပြုထားတဲ့ကံနေ ုတုကံနေအကုတုကံနေကြောင့်မဟုတ်ပါဘူးလို့အာနာရှင်ချိနေလို့ဒါဒီစစ်ပွဲတွေဟာဒီလိုဖြစ်နေတာပါလို့ဒါကျမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကျမနဲ့လက်လန်းမိတရားပြည်သူလူထုတွေအကုန်လုံးကျမနဲ့ပြောဆိုဆက်ဆံမှုတွေလူတွေအကုန်လုံးကသူတို့ရဲ့တမိုင်းသူတို့ရဲ့နောက်ကြောင်မှာသူတို့ဒုတစ်ဖက်သားကိုဒုက္ခရောက်ပါစေပို့ပြီးတော့မှဟိုညှဉ်းပန်းနှိပ်စက်တက်ဖြတ်ထားတာလည်းမရှိဘူးသူများအိမ်တွေကိုညွာတွေကိုလိုက်ပြီးညှို့ထားတာလည်းမရှိဘူးဒါပေမဲ့သူတို့တွေအခုဒီလိုခံစားနေရတာဒီဝဏ္ဏကံလာမဟုတ်ပဲ ကိုပြုတ်တဲ့ကံမဟုတ်ပါပဲနဲ့အာနာရှင်ကပြုတ်နေတဲ့ကံကိုခံရတာပါဆိုတာလေးကိုဟိုနှလုံးသွင်းမှန်ပါစေပေါ့နော်ဓမ္မတရားတွေတိမ်အောင်ပါစေလို့ပြောကြရင်လည်းပဲဒီအစီအစဉ်လေးမှာတာမီကုံရှုံးအပ်ပါလိမ့်ရှင်ဟုတ်ကဲ့ပါတာမီကုံရှုံးအပ်ပါလိမ့်ရှင်ဟုတ်ကဲ့ပါဓမ္မကြီးခေနာတနစ်နာဆိုတာထက်ဦးဇင်းတို့အဲ့ဒီနောက်မှာထပ်သိနေတာကတော့ဂျင်းနာတွေလည်းခံရပါတယ် ဘာလို့လဲဆိုလို့ရှိရင်ခေတ်ဆက်ဆက်ကသာဦးဇင်းတို့ဘုန်းကြီးတွေကဓမ္မဓမ္မလို့ပသက်ကတင်တင်ကြီးကြော်ပြီးတော့မှဓမ္မနဲ့မသက်သောအရမတွေကိုခြင်းတွေထည့်ခဲ့ကြလို့ဒီနေ့ဟာဝဏ္ဏကဏ္ဍဆိုတာတွေကိုလူတွေရဲ့ဥတော်တွေကိုရောက်ရှိလာတာဖြစ်ပါတယ်။တတဝရတဲ့တတဝရတိုင်းဟာကောင်းတာလို့ရင်ကောင်းကျိုးကိုတကယ်ခံစားရပါတယ်။သိုးတာလို့ရင်လည်းသိုးကျိုးကိုတကယ်ခံစားရပါတယ်။ ီနေ့မင်း online တို့ဘောင်းပါတွေဟာသိုးတာကိုလုတ်ပါလေနဲ့ဘာကြောင့်ကောင်းတာတွေကိုခံစားနေရသလဲကုသင်းတို့ပြည်သူတွေဟာကောင်းတာကိုလုတ်ပါလေနဲ့ဘာလို့သိုးကျိုးတွေတည်အောင်မှုတွေဖြစ်နေသလဲဆိုတာဟာဒါမေခွန်းထုတ်ပြတယ်အများကြီးရှိပါတယ်အဲ့ဒါကကိုလုံးကဘဝကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ဒီဘဝမှာဟိုသိုးတာလို့ဟိုကောင်းကျိုးတွေခံစားနေရတယ်ဆိုအဖေရလဲငါသားတို့ထဲတဲ့ခြင်းမျိုးတွေလည်းအများကြီးရှိတာပေါ့လေအဲဒီလူတို့လည်းထဲပါတယ်ဒီခြင်းမျိုးတွေကအများကြီးထဲကြတယ် အဲသို့တော်လည်းပဲတကယ်တကယ်သူ့ရဲ့အဖြေကဘာလဲသူလို့ရှိရင် ကောင်းတာလုပ်တဲ့သူကောင်းကျိုးမခံစားရခြင်းဆိုးတာလုပ်တဲ့သူဆိုးကျိုးမခံစားရခြင်းရဲ့အဓိကဒီဘာလဲဆိုရင်ကာလဝိပတ္တိလို့ခေါ်တဲ့သူကာလပြည့်စည်ခြင်းကြောင့်ဖြစ်ပါတယ်ဒါကာလဝိပတ္တိဆိုတာကမင်းတို့မင်းမြိတ်တွေအုပ်ဆိုးတဲ့အခါကာလကိုခေါ်ပါတယ်မင်းမြင့်တရားသေးပါနဲ့အညီမဟုတ်မဟုတ်ဆိုးပဲနဲ့ တကယ်ဟိုတိုင်းပြည်သားတွေကိုနှိမ့်သက်မြင်ပန်းနဲ့မင်းသူမင်းညစ်တွေအုပ်ထိုးတဲ့ကာလကိုကာလဝိပတ်တိလို့ဒီလိုခေါ်တာဖြစ်ပါတယ်ဒီလိုကာလဝိပတ်တိတွေကြောင့်ကောင်းတာလုပ်တဲ့သူတွေဒီကောင်းကျိုးမခံစားရဘူးသိုးတာလုပ်တဲ့သူတွေသိုးကျိုးမခံစားရခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကောင်းတာလုပ်တဲ့သူတွေကိုကောင်းကျိုးခံစားရဖို့သိုးတာလုပ်တဲ့သူတွေကိုသိုးကျိုးခံစားရဖို့အတွက်တေရမင်းတို့ညခန္ဓာမိမိနေတဲ့ဝတ်ဆိုတာကသူ့အတူလဲသွားတာမဟုတ်ပါဘူးဦးသိန်းတို့ပြည်သူတွေရဲ့ကာယကံတွေ ဝတိကံနဲ့မနောကံတွေနဲ့ဝိုင်းအောင်ပြီးတော့မှလှဲ့ကြမှာတဲ့ဝိကတကယ်လဲမှာပဲဖြစ်ပါတယ်မကောင်းတာလုပ်တဲ့သူတွေကိုမကောင်းကျိုးပေးဖို့အတွက်ဥသူတို့တွေဟာကောင်းကံတွေနဲ့ဒီမကောင်းတဲ့သူတွေကိုပယ်ရှားခြင်းဆိုတဲ့ကောင်းကံတွေနဲ့ဥသူတို့တွေကဝိုင်းဝန်းဖယ်ရှားမှတာလည်းယင်းတောတော်ကဆရာမပြောခဲ့တဲ့ခေတ္တစနစ်နာတွေဂျင်းနာတွေပျောက်ဆုံးပြီးတော့မှဥသူတို့ကောင်းကျိုးပြုသူကောင်းကျိုးရစိုးကျိုးပြုသူစိုးကျိုးရမယ်စနစ်ကိုခေတ်ကိုပြန်ရောက်လာပါလိမ့်မယ်လို့သူဥသင်းနေနဲ့ ဖြစ်သက်ပြီးတော့ဆွေးနွေးလိုပါတယ်အခုလိုဆွေးနွေးပေးတဲ့တရားမလာမင်းညိုအင်းလေးကိုကျေးဇူးများစွာတင်ရှိပါတယ်